လဲကြိမ်မြောက်အစည်းအဝေးကဆုံးဖြတ်ချက်တွေနဲ့အတွင်းရေးမှုအဖွဲ့ဆွေးနွေးချက်တွေကိုလာမယ့် January 12ရက်မှာကျင်းပမယ်ရင်းချမ်းရေးညီလာခံမှာဆွေးနွေးသွားဖို့ရှိပါတယ်။ညီလာခံကိုအပြစ်ခတ်ရစဲရေးညီချမ်းရေးစာချုပ်မှာလက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့9ဖွဲ့နဲ့အဖွဲ့ငယ်3ဖွဲ့တို့ကိုဖိတ်ကြားခဲ့ပြီးနာက NCCNK ကတက်ရောက်မယ်လို့အကြောင်းပြန်ခဲ့ပေမဲ့ KIO နဲ့ SSPP တို့ကတော့ NCA မှာလက်မှတ်မထိုးထားလို့မတက်ရောက်နိုင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ အပြစ်ရစဲရေး NCA လက်မှတ်မရေးထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်ကိုဘွဲ့နဲ့ဖွဲ့စည်းထားတဲ့ညညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council ကတာဝန်ရှိသူတို့ဟာဒီဇင်ဘာ15ရက်နေ့ကအတည်ပြုခဲ့တဲ့မူဘာဟာလိုလားတဲ့ပုံစံမဟုတ်ဘူးလို့11 Media ကိုဖြေကြားခဲ့တဲ့အပေါ်ပြန်ဖြေရှင်းဖို့လောလောဆယ်မဖြစ်နိုင်သေးကြောင်းကိုဦးလာမောင်ရွှေကအခုလိုရှင်းပြခဲ့ပါတယ်။ သူတို့ကဘယ်ချက်ကိုသဘောမထွေဘူးလို့ပြောတာမတွေ့တဲ့အတွက်ကျွန်တော်လည်းပြန်ရှင်းပြောခက်ပါဒီ move on က NCA ကိုတခုမှကြော်မထားပါဘူး NCA ထဲမှာဆုံးဖြတ်ချက်အတိုင်းပဲဒီ move on ကိုလောက်တာဖြစ်တယ်ပေါ့နော် NCA ကတော့ခုနမထိုးတဲ့လူတွေကိုလည်းသဘောတူတာယူတာဖြစ်တဲ့အတွက်ဒါကိုကြော်မလုပ်ပါဘူးနောက်တစ်ခုကတော့ထူကြတာကတော့အခု move on ဆိုတာအစိုးရနဲ့တိုင်းနာအစိုးရတက်မလို့တော်တော်တိုင်းနာလည်းအခွဲတယ်မသဘောတူတာမဟုတ်ဘူးနိုင်ငံရေးပါတီကထည့်ပြီးတော့ဟိုဆက်တင်ဆွေးနွေးပြီးသဘောတူတာဖြစ်တဲ့အတွက် ခုနကတည်းကပြောတယ်ဘယ်ချက်ကိုသဘောမတူဘူးဆိုတော့မသိတဲ့အတွက်တော့ကျွန်တော်တို့ပြန်ဖြည့်ရှင်းမှုတော့လောလောဆယ်တော့မဖြစ်နိုင်ဘူးပေါ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရင်းကြံရေးကိုဖော်ဆောင်ဖို့လက်နက်နဲ့တိုက်ပွဲမဝင်ပဲနိုင်ငံရေးစပွဲဝိုင်းစီရောက်လာကြဖို့မျှော်လင့်နေသူတွေကတော့ကျွန်တော်တိုင်းရင်းသားတွေလူရင်းနဲ့နိုင်ငံရေးပုံမှန်အခွင့်အရေးဘာတွေလဲဆိုပြောမှလည်းဆိုရတယ်တကယ်လို့ဆိုရလက်အထက်အားပြီးတော့သူကပေးရင်မပေးမယ်ဆိုလည်းမပြေးနိုင်ဘူး သူကဖွဲ့စည်းပုံကိုညတော့နေကြဖဲလက်ပြီးတော့ဖွဲ့စည်းမယ်ဆိုတော့သူကသူရေးသူကသူနော်အတည်ပြုလို့ရှိရင်ကျွန်တော်လူကျင်တဲ့ပုံကဖြစ်မှာဖြစ်မယ်ဒါပေမဲ့ကျွန်တော်လူကျင်တဲ့ပုံကဖြစ်နေတဲ့အနေနဲ့ကုကြည့်လို့တော့ကျွန်တော်ဆော်ရွက်မှာဖြစ်ပါတယ်အခုနိုင်ငံရေးအရာနော်အရှုံးပေးတယ်ဆိုတာကလုံးဝမဖြစ်ဘူးနိုင်ငံရေးအရာကျွန်တော်တို့ကဒီနိုင်ငံရေးစုပွဲကောင်မှာပြောကြဆိုရင်နိုင်ငံရေးအရာသဘောတရားကြီးကပြောမယ်ဆိုလို့စီရေးပြနိုင်ငံရေးအရာတိုက်ပွဲဝင်တာပဲ လက်နဲ့နဲ့တိုက်ပွဲဝင်တယ်မို့လက်နဲ့နဲ့တိုက်ပွဲဝင်တာနဲ့60ကျော်နိုင်ငံရေးရပြောဆိုပြီးမရှိတဲ့ဘောလက်နဲ့ကိုကိုလက်ထမထားတယ်အစ်မတိုက်ဘူးနိုင်ငံရေးရကျွန်တော်တို့တိုက်ပွဲကိုအမျိုးသားခွင့်ရတိုက်ပွဲဝင်တောင်းဆိုမယ်ဆိုတာပါပဲအော်ဒီမြန်မာနိုင်ငံရေးပြည်တွင်းစစ်ဟာဆိုလို့ရှိရင်နှစ်ပေါင်း60ကျော်လာပြီဖြစ်ပါတယ်အဲ့လိုပဲတစ်ဖက်ကတစ်ဖက်ရှေ့မှုန်းရင်းနဲ့တိုက်ခိုက်ရင်းနဲ့ပဲနှစ်ပေါင်း60ကျော်လာတော့ အဲ့ဒီတိုက်ပွဲတွေကိုညှင်းချမ်းစေဖို့အတွက်ပဲကျမတို့တွေက NCA လို့ဆိုတဲ့ National Ceasefire Agreement ကိုကျမတို့ရေးဆွဲပြီးတော့မှစစ်ပွဲတွေရဖို့ကျမတို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။အဲ့လိုစစ်ပွဲတွေရဖို့ကြိုးစားခဲ့ကြတဲ့အခါမှာကျမတို့လက်နက်ကင်ထားတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေကလည်းအားလုံးလိုလိုပဲပါဝင်ခဲ့ကြပါတယ်။ မပါဝင်သေးတဲ့ဖွဲ့စည်းတွေကိုလည်းဖိတ်ခေါ်ခဲ့ကြပါတယ်။ကျွန်မထင်ပါတယ်တရှိရှိတနေ့နဲ့မှာတော့အလုံးအပြည့်ခရက်ဆေးပြီးတော့မှပဲမြန်မာနိုင်ငံတစ်ခုလုံးညီချမ်းမြေကိုတော့ဖော်ဆောင်နိုင်မယ်လို့ကျွန်မအမှန်တကယ်ယုံကြည်ပါတယ်။ရင်းကျက်ရေးညီလာခံမှာနိုင်ငံရေးစီးပွားရေးလုံခြုံရေးညီအစ်ကိုနဲ့တဘာဝတည်ရန်စားတာဆိုင်ရာမူဝါဒစတာတွေကိုဆွေးနွေးသွားဖို့ ပညာရှင်တွေစောင့်ကြည့်လေ့လာသူတွေနဲ့နိုင်ငံရေးသမားတွေကိုဖိတ်ခေါ်ခဲ့ပြီးဆွေးနွေးပွဲဖွင့်ပွဲနေ့မှာတိုင်းရင်းသားလက်နက်ကိုင်တွေဘက်က NC အနှစ်ချုပ်ကိုဖတ်ကြားတင်ပြมาဖြစ်တယ်လို့နိုင်ငံရေးပါတီတွေဘက်ကနိုင်ငံရေးမူပေါင်းအနှစ်ချုပ်နဲ့အစိုးရဘက်က UBDJC report ကိုတင်ပြသွားမှာပါတက်မတော်ကလည်း JMC ရဲ့ဆောင်ရွက်ချက်တွေကိုတင်ပြသွားမှာဖြစ်ပြီးဆွေးနွေးပွဲကို9ရက်တာကျင်းပသွားမှာပါ